မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။လာရှုမျိုးပေါ်မှာစစ်ကောင်စီကိုကိုယ်ွယ်တဲ့မန်ဆူရှန်ကျောင်းစီရတော်ဦးဆောင်ပြီးပရင်ရွံ့ရန်စီစဉ်နေကြောင်းတင်ဆက်ပေးပါမယ်။ လာရှုမျိုးပေါ်စနေရက်ကွက်နဲ့နေရာချို့ကိုဝင်ရောက်လာတဲ့စစ်ကောင်စီက၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်မှာအနေအကင်းပရင်ရုပ်ဖို့စီစဉ်နေကြောင်းသိရပါတယ်။မေလ၄ရက်နေ့ညနေ၄နာရီမှာစတင်ပြီးလာရှုမျိုးပေါ်ရက်ကွက်တွေမှာပရင်ရုပ်ဖတ်သွားမှာဖြစ်ကြောင်းဒေသခံများစီမှသိရပါတယ်။သူတို့နေထိုင်မဲ့ရုံးဌာနသွားလာလို့တဲ့နေရာလောက်ကိုပဲနေရာကွက်ကွက်လောက်ကိုပဲပရင်ရုပ်မှာမန်ဆူရှန်ကျောင်းဆရာတော်ကဦးဆောင်မယ်လို့ပြောတယ်လို့လာရှုဒေသခံကသတင်းဌာနကိုပြောပါတယ်။မန်ဆူကျောင်းဆရာတော်ကလာရှုမျိုးကိုကိုကန် MLDA တက်များတင်ပိုင်နိုင်မှာ မဟုတ်ပဲစစ်ကောင်စီကသာထိန်းချုပ်နိုင်မှာဖြစ်ကြောင်း2029တော်လိုင်းအစမှာဟောပြောခဲ့ပြီးလာရှုမျိုးအသိခံရချိန်မှာထွက်ပြေးသွားခဲ့ကြောင်းသိရပါတယ်။အခုတရုတ်ရဲ့ဂျောင်းဝင်စီစံမှုနဲ့လာရှုမျိုးပေါ်စစ်ကောင်စီပြန်လည်ဝင်ရောက်လာချိန်မှာမန်စုဂျောင်းစီရတော်လည်းပါလာပြီးပြည်ယူဖို့စီစဉ်နေခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များတည်ဆုံထိခိုက်မှုများခဲ့တဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခစစ်ကောင်စီတိုင်ရင်များလာရှုနေစဉ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်တက်ဆွဲနေထိုင်ခဲ့တဲ့နေအိမ်ချို့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရဲ့အယူစုများ ဖယ်ရှားရချက်မရှိသေးပဲတရင်၆တဲ့ဆိုတဲ့သတင်းများပြန့်နှံ့နေကြောင်းဒေသခံများထံမှသိရပြီးအဆိုပါနေရာတွေကိုအဓိကထားပြီးပရိတ်ရွတ်ဖတ်သွားမှဖြစ်ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလပိုင်းမှာ MNDA တပ်များလာရှုမြို့ကိုသိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်ဧပြီလ18ရက်နေ့မှာတရုတ်နိုင်ငံရဲ့ဖိအားပေးမှုကြောင့်စစ်ကောင်စီတပ်များလာရှုမြို့တွင်ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ဗီဒင်ရဒရာကိုအထူးယုံကြည်တဲ့စစ်ကောင်စီကလာရှုမြို့ကိုအနေရကင်းပရိတ်ရွတ်ဖတ်ပြီးတဲ့နောက်ရဒရာခြေချင်းလုပ်ငန်းများပါဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းတပ်သတင်းအရင်းမြစ်တွေကပြောပါတယ်။လက်တလုံးမှာလာရှုမြို့မှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်ကလည်းပတ်နိုင်ခြင်းမရှိသေးတော့လေ။လာရှုစေယုံနဲ့ဌာနဆိုင်ရာချုပ်ကိုဖွင့်နေဖို့ CDM ံဝင်နန်းစီဒီယံဝင်တန်းများမြို့တွင်ပြန်လည်ဝင်ရောက်လာကြောင်းသိရပါသည်။ရှမ်းမြောင်မှာစစ်စင်ရေးစင်တွင်စင်တွင်စစ်ကောင်စီကပြည်တွင်ရဲရဲများအထူးအသုံးပြုပြီးလက်ဖွဲ့နှင့်အဆောင်များကိုတုံးကရှမ်းမြောင်မှာခန့်စစ်စင်တိုက်ပွဲများဝင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါသည်။နောက်ထပ်တစ်ပုတ်အနည်းနဲ့တရုတ်နှင့်စစ်ကောင်စီတို့ဖိအားပေးလို့လူဒုထိခိုက်မှုအလွန်ပြင်းထန်တယ်လို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ဆိုရအနည်းနဲ့အာနာသိန်းစစ်ကောင်စီတို့ပြီးတဲ့ဖိအားကြောင်းလူဒုထိခိုက်မှုအလွန်ပြင်းထန်ခဲ့ရကြောင်းတောင်းတက်မလို့ TNL ကမေလ၄ရက်မှာပြုလုပ် တဲ့သတင်းစာရှင်းလင်းပွဲမှာအဖွဲ့ပြောကြားဆိုခွင့်ရှိသူတွဲဘက်အထွေထွေအတွင်းရင်မှုဘုံမူကြီးတားပန်လာကပြောပါရယ် TNL အနေနဲ့ဖီးယားမျိုးစုံကြုံရလာနိုင်တဲ့အခြေအနေမြင့်မြန်ချက်ပေါ်ဘုံမူကြီးတားပန်လာကဖီးယားတောက်လျှောက်ရှိနေပြီးလူလူထိခိုက်မှုအလွန်ပြင်းထန်ခဲ့တယ်လို့တရုတ်နဲ့စစ်ကောင်စီတို့ရဲ့ဖီးယားပေးမှုအခြေအနေတွေကိုရှင်းပြပါရယ်စစ်ကောင်စီက2024ဇန်နဝါရီလကလေးကဖြန့်လေးပြက်ပြုလုပ်တယ်လို့တရုတ်နိုင်ငံကလည်း2024ဇွန်လကစပြီးပိတ်ဆို့ဖြတ်တောက်မှုတွေပြုလုပ်ခဲ့တယ်လို့ပြောပါရယ် ။နှစ်ဖက်စလုံးစာကားစာဘက်ကလည်းပိတ်တယ်တရုတ်နိုင်ငံအစိုးရဘက်ကလည်းပိတ်တော့နှစ်ဖက်ပိတ်ဆို့မှုတွေကြားထဲမှာလူထုတွေတော်တော်လေးကြက်ကြက်တဲတဲဖြစ်နေတာပေါ့လို့ပုံမူကြီးတာပန်လာကပြောပါတယ်။တရုတ်အစိုးရနဲ့စစ်ကောင်စီက TNL လို့ပဲကိုကန့်တက်မတော့ MNDA ကိုလည်းဖိအားပေးပြီးစစ်ကောင်စီနဲ့အပြစ်ရရင်လှုံ့ဆော်စေပြီးလာရှုမြို့ကိုလည်းစစ်ကောင်စီတန်းပြန်လဲပြည့်ရစေခဲ့ပါတယ်။စစ်ကောင်စီကစီရင်အရာလေးချောင်းစစ်ဆင်မှုတွေအပြင်းအထန်ပြုလုပ်နေတယ်လို့တရုတ်အစိုးရကလည်းစေဝါပါဝင်ပိတ်ဆို့ဖြတ်တောက်မှုမျိုးစုံ ပြုလုပ်ဖိအားပေးခဲ့တဲ့အပြင်တခြားဖိအားတွေလည်းပြုလုပ်လာခဲ့ပြီးလာရှုံမှပြန်လည်စုခွာပေးခဲ့ရတယ်လို့ MND နဲ့နိဆက်သူတောင်းကပြောပါရယ်မစုခွာပါကလေကြောင်းတိုက်ခိုက်မယ်လို့လည်းစစ်ကောင်စီဘက်ကပြောဆိုခဲ့ကြောင်း၎င်းကပြောပါရယ်လက်ရှိမှာလည်းတရုတ်စိုးရစီစဉ်မှုနဲ့ TNL နဲ့စစ်ကောင်စီအကြားဆွေးနွေးပွဲတွေပြုလုပ်ခဲ့တော့လည်းစစ်ကောင်စီဘက်က TNL တင်ထားတဲ့မိုးကုတ်နောင်ချိုကြောင့်မဲဒီပေါ်မိုးမိတ်မြို့ငါးမြို့မှာပြန်စုခွာပေးဖို့တောင်းဆိုပြီးဆွေးနွေးပွဲရှိတူမရဖြစ်နေရလို့ဆိုပါရယ် TNL ရဲ့သတင်းစာရှင်းလင်းပွဲမှာရွှေကောက်ပွဲပေါ်သဘောထားမိမ ညံ့ရာလက်တလောအဖွဲ့ရဲ့သဘောထားမရှိလို့ပြောပါတယ်။ဒီဟာကလူတုလူလာတဲ့ရွေးကောက်ပွဲလည်းမဟုတ်တဲ့အတွက်ဒီပေါ်မှာမှတ်ချက်ပေးစရာမရှိသေးပါဘူးလို့ပုံမှုကြီးတာဖန်လာကပြောပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်မှုအလားအလာကိုမေးမြန်းရာပုံမှုကြီးတာဖန်လာကကျွန်တော်တို့အနေနဲ့ကျွန်တော်တို့နိုင်ငံပြန်လည်ပြီးမှကောင်းမွန်လာအောင်ဦးမော်လာအောင်ထူထောင်နိုင်တဲ့ဆောင်ရွက်ကြတဲ့မိတ်ဆွေတွေအကုန်လုံးနဲ့ချိတ်ဆက်ပြီးတော့မှဆောင်ရွက်သွားတာမျိုးရှိပါတယ်လို့ပြောပါတယ်။ အဲ့လိုဆောင်ရွက်ရမှာနီးနာပေါင်းစုံနဲ့ပူပေါင်းဆောင်ရွက်လျက်ရှိရလို့ပြောပါရယ်ရှိမှလည်းဒီလိုပဲဆက်ပြီးသွားဖို့ရှိပါတယ်အထူးသဖြင့်အခုရှိနေတဲ့ຫນွေဥတော်လိုင်းဖြစ်စင်မှာတောင်းနိုင်ငံရေးတိုင်ပင်ခံကော်မတီစီကနေဦးစီးပြီးဒါကိုဆောင်ရွက်နေတာမျိုးဖြစ်ပါတယ်လို့ပုံမူကြီးတာဗန်လာကပြောပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီ တောင်းနဲ့ငါးမျိုးကိုပြင်မပေးပဲကာကွယ်သွားမယ်လို့ TNL ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကမန္တလေးလာရှိုးကုံသွင်းလမ်းမပေါ်ရှိတီဘောနောင်ချိုကြောင့်ပဲနေမြန်မာပြည်လေပိုင်းကိုထိုးပေါက်နိုင်မယ်။မိုးကုတ်မိုးမိတ်မျိုးတွေကိုပြန်လည်ပေးဖို့တောင်းဆိုရာအဲ့ဒီငါးမျိုးကိုပြင်မပေးပဲဆက်လက်ကာကွယ်သွားမှာဖြစ်ကြောင်းတောင်းတက် TNL ကမေလ၄ရက်နေ့မှာပြောပါရယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်မှုနဲ့ AP 28နဲ့29ရက်တို့မှာတရုတ်နိုင်ငံကုမင်းမျိုးမှာတွေ့ဆုံဆွေးနွေးစဉ်စစ်ကောင်စီကအဲ့ဒီလိုပြောကြားခဲ့ခြင်းပေါ် TNL ကငင်းဆန်ခဲ့တဲ့အတွက်လာမယ့်ဩဂုတ်လမှာသာထပ် မှန်တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။အဆိုပါမျိုးတွေကိုစစ်ကောင်စီထံပေးအပ်မှာမဟုတ်ဘဲအတူပူးပေါင်းတိုက်ခိုက်မယ်။မဟာမိတ်တွေနဲ့လူတို့ရဲ့အတန်ကိုအလေးထားမှာဖြစ်တယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော့ PSLF DNL ရဲ့တွဲဘက်အထွေထွေအတွင်းမှုနဲ့ဗိုလ်မှူးကြီးတားပန်လာကပြောပါရီကျွန်တော်တို့နဲ့အတူတူတိုက်ပွဲဝင်ခဲ့ကြတဲ့မဟာမိတ်တွေရဲ့အတန်ကိုလည်းအလေးထားမှာဖြစ်တယ်လို့ကျွန်တော်တို့တိုက်ပွဲအောင်မြင်အောင်ဒီနေ့မြေကနေစစ်အာဏာရှင်တွေထွက်သွားအောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့လူထုတွေရဲ့အတန်တွေကိုလည်းကျွန်တော်တို့အလေးထားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဟိုဟာပြီးနိုင်မလားဒီဟာပြီးနိုင်မလားဆိုတာမျိုးတွေတော့လောလောဆယ်မရှိသေးပါဘူးလို့ဗိုလ်မှူးကြီးတားပန်လာကသတင်းဌာနကပြောပါရီ စစ်ကောင်စီနဲ့ဆွေးနွေးပွဲပေါ် DNL ကသတင်းစာရှင်းလင်းပွဲတည်ရဒီကနေ့မှပြုလုပ်စဉ်၎င်းကထည့်သွင်းပြောကြားခဲ့တာပါစစ်ကောင်စီနဲ့ဆွေးနွေးပွဲဆက်လုပ်နေတော့လဲ2029စစ်စင်ရေးမှာတွေးကြော်ခဲ့တဲ့အတိုင်းအာနာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ပြီးအခြားတော်လိုင်းဖွဲ့တွေကိုလည်းညီညီညွတ်ညွတ်ပူးပေါင်းကြဖို့ဗိုလ်မှူးကြီးတာပန်လာကတိုက်တွန်းပါတယ်1989 90ခုနှစ်တွေကပြုလုပ်ခဲ့တဲ့အပြစ်ခတ်ရဲစိမ်းကာလတွေက2009 2010ကာလများအရောက်ပြက်ပြဲသွားပြီးရဲ့နောက်တိုက်ပွဲများပြန်ဖြစ်လာပြီးအာနာရှင်စနစ်ရှိနေတဲ့ရေးစစ်ပွဲတန်လျာလဲနေဦးမှာဖြစ် ကြောင့်၎င်းကဆက်ပြောပါရယ်ပြစ်လိုက်ရက်လိုက်နဲ့ငင်းချမ်းဤတန်နီယာအပြစ်ခက်ရက်စင်ဤတန်နီယာစီရီတန်နီယာဆက်ဖြစ်နေရယ်ဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်တို့တည်တည်ချာချာညီညီညွတ်ညွတ်နဲ့အပီးသက်တိုက်ပွဲဆင်နွှဲသွားမှာဖြစ်ပါရယ်အဲ့ဒါမျိုးမှာကျွန်တော်တို့ဒီတန်နီယာကနေလွတ်မြောက်ပြီးမျှော်မှန်းတဲ့ Federal ပြည်ထောင်စုစီရောက်ရှိမှာဖြစ်ပါရယ်လို့ဘုံမူကြီးတာဗန္နာကဆိုပါရယ်ကျွန်တော်တို့ကအပီးသက်အာနာရှင်စနစ်ချုပ်ငင်းရေးမဆောင်ရွက်ဘူးဆိုရင်တော့တင်ကြရယ်ကျွန်တော်တို့ရဲ့နောက်ထပ်မျိုးဆက်တွေလည်းစစ်ဘေးစစ်တံခံနေရပြီးမှတကယ်လူသားတရားလိုနေထိုင်ရမှာမဟုတ်ပါ ါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ကအာနာရှင်စနစ်အပီးတိုင်းချုပ်ငင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။လက်တလုံးမှာအပြည့်ရက်မှုဆွေးနွေးထားတာကမြောက်ပိုင်းသုံးဖွဲ့နဲ့ကိုကန့်တက် MND တရက်တာရှိပြီးအပီးယူနီနဲ့ပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လားရှုံမှာစုခွာပြီးလိုက်ရပါတယ်။စစ်ကောင်စီကမြောက်ပိုင်းမှာအဖွဲ့ဝင်အဖွဲ့ဖြစ်တဲ့အရခတ်တော်အင်းနဲ့တောင်တက် TNN လို့တိမ့်ပိုက်ထိန်ချုပ်ထားတဲ့ဒေသတွေကိုလေကြောင်းမှအပြင်းထန်တိုက်ခိုက်နေပါတယ်။အလားတူအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်သူ့ကာကွယ်တပ်များတိမ့်ပိုက်ထားတဲ့မြို့တွေကိုလေကြောင်းမှတိုက်ခိုက်နေပြီးအစိုးရအပြုံလိုက်တိုက်စုံ ုံးမှုတွေမကြခင်ကဖြစ်ပွားထားပါတယ် 2029အောက်တိုဘာလကစတင်နဲ့2029စစ်စင်ရေးနဲ့ကြိမ်အတွင်း TNL ကမန္တလေးတိုင်းမိုးကွန်မြူနီရှင်းမြောင်မှနန်ခမ်းမန်တုံနမ်တူကိုခိုင်တီဘောကြောင့်မဲနောင်ချိုမိုးမိန်မိုင်းလုံးမိုင်းကုန်နေနဲ့ဆံမျိုးတွေကိုတိမ့်ပိုင်နိုင်ခဲ့ပြီး TNL က၎င်းတို့ထိန်ချုပ်နေမည်ဖြစ်အုပ်ချုပ်ရန်တရားလဲပတ်နေပါတယ်။အဲ့ဒီမျိုး12မျိုးနဲ့မှအထက်မြန်မာပြည်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးအချက်အချာကြတဲ့မန္တလေးမြို့တရုတ်မြန်မာနယ်စပ်ရှိအကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့မူစင်နဲ့ချင်းရွှေဟော်ကိုသွားရမှာမန္တလေးလာရှုကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာနောင်ချိုတီဘောကြောင့်မဲတို့ကို ၎င်းတို့ထံပေးဖို့စစ်ကောင်စီကတရုတ်ပြည်အကိုအသုံးပြုပြီးတောင်းဆိုခဲ့ပါတယ်။တပ်ဖန်မိုးကုံမြို့နယ်အရှေ့ဘက်မိုင်30ခွန်းကွာဝေးတဲ့မိုးမိတ်မြို့ကိုစစ်ကောင်စီကပြန်ပေးဖို့ပြောခဲ့ပါတယ်။မြန်မာပြည်အလဲပိုင်းကိုမိုးမိတ်မှာတွားနိုင်တဲ့လမ်းနှစ်ခုရှိပြီးမိုးကုံမိုးမိတ်လမ်းမှာတွင်းငယ်မိုးမိတ်လမ်းတို့ဖြစ်ကြပါတယ်။မိုးမိတ်ကိုရပါကမိုးမိတ်အထက်ပတ်ရှိကချင်လွတ်လပ်ရေးတပ် KIA တင်ထားတဲ့မပိမျိုးရှိရာတွင်းငယ်လီမှာတစဲ NUG ရဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တင်ထားတဲ့တကောင်တပိတ်ချင်းစင်ကူတို့ကိုထိုးဖောက်ရဲလို့ယူဆပါတယ်။အရေ ည်သွေးကောင်းတဲ့ဗရမများထွက်ရှိမှုကြောင့်ထင်ရှားတဲ့မိုးကုတ်မြို့မှာလည်းကြောင်းမြတ်ဒူးဖွဲ့ရေးလုပ်ငန်းများပြားရှိပြီးလမ်းပန်းဆက်သွယ်ရေးရချက်ချာကြပါတယ်ဒီငါမျိုးကိုပြန်ပြီးပိုးစစ်ကောင်စီတပ်က TNL ကိုတောင်းဆိုခဲ့ုံတာမှာစစ်ဗိုလ်ချုပ်ကြီးများစိတ်ကြိုက်ရေးဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့မန်တုံနဲ့နမ်ဆန်တို့ကိုစုခွာရန်ပါတောင်းဆိုခြင်းဖြစ်ပါတယ် TNL တပ်ကတော့စစ်ကောင်စီတပ်ရဲ့တောင်းဆိုမှုတွေကိုပယ်ချခဲ့ပြီးနှစ်ဖက်တပ်များရောက်တဲ့နေရာမှာရပ်ဖို့လေကြောင်းမှပါဝင်မြေတီတိုက်ခိုက်မှုတွေမှာဆက်မလုပ်ဖို့နဲ့နေစ ဆက်ခင်များဖွင့်ပြီးကုံတွယ်ရေးပြန်စားဖို့ဒေသတည်ငြိမ်ရေးလို့ကိုဥတီဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။ စစ်ကောင်စီက TNL ထိန်းချုပ်နေမြများကိုလေကြောင်းသုံးတိုက်ခိုက်မှုတွင်စက်တိုက်လုံနေရမီလာနေရက်နဲ့၃ရက်တို့မှနောင်ကျုံနဲ့မိုးကုတ်မြို့နယ်တို့ရှိကျေးရွာတွေကိုလေကြောင်းနဲ့ပုံကျဲချခဲ့ပါတယ်။မိုးကုတ်မြို့အနောက်ပိုင်းစင်ခွာကျေးရွာကိုလည်းမီလာ၃ရက်9:55မိနစ်အချိန်လီရင်ကပုံနှလုံးကျဲချပြီးဘုံကြီးကျောင်းနှစ်ကျောင်းနဲ့ဓမာယုံတို့ကိုထိမှန်ပျက်စီးခဲ့ပြီးကလေးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီနေ့မနက်9:00နာရီဝန်းကျင်မိုးကုတ်မြို့အနောက်ပိုင်းကတဲ့ရက်ကွက်ကိုလေကြောင်းမှပုံကျဲခဲ့ရာဒေသခံတအုပ်တေဆုံခဲ့ပြီးတအုပ်ထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်၁၆လုံး ိမှန်ပြင်ဆင်ခဲ့ပါတယ်။မေလနေ့ရက်ည7:40မှာစက်ကောင်စီတပ်ကနောင်ကျုံမြို့နယ်လုံးဝဲချင်းရွာကိုလေကြောင်းနဲ့ဘုံလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ထိခိုက်သေးဆုံးသူမရှိခဲ့ပါဘူး။စက်ကောင်စီကပြည်သူလူထုတွေကိုရှိရွယ်ချက်ရှိရှိဦးတည်ပြီးဘုံကျဲချခြင်းစတဲ့လုံရက်များပြုလုပ်နေတာကြောင့်လူထုအနေနဲ့စိတ်အေးတတိအမြဲရှိရန်လိုအပ်ပြီး လေချောင်းမှာကာကွယ်ဖို့လေချောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများကိုလိုင်းနာဆောင်ရွက်ဖို့လိုအပ်ကြောင်း TNL ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတက္ကသိုလ်၎င်းတို့လက်လွတ်ထားရတဲ့ TNL ထိန်းချုပ်မျိုးတွေကိုလက်နက်ကြီးတွေပစ်ခတ်ခြင်းလေချောင်းမှာပုံကျဲခြင်းတွေအပြင်ဖြတ်တောက်ပေးဆောင်ရေးများပြုလုပ်ခဲ့သလိုတရုတ်နိုင်ငံကလည်းမနစ်ကဆွန်လာမှာစတင်ပြီးနေဆက်ခင်များပိတ်ပြီးဖိအားပေးခဲ့တယ်လို့ TNL ကဆိုပါတယ်။နှစ်ဖက်လုံးကပိတ်တယ်၊စားကစားဘက်ကရောပိတ်တယ်၊တရုတ်နိုင်ငံကရောပိတ်တယ်ဆိုတော့လူမှုတွေတော်တော်လေးကြက်ကြက်တဲတဲဖြစ်နေတာပေါ့။အဓိကဖိအားကတော့လူမှုကိုကြားရောက်တဲ့ဖိအားဖြစ်ပါတယ်လို့ ဘုံမူချီတာပန်လာကပြောပါတယ်။ ဒါအပြင်တရုတ်နိုင်ငံကဓာတ်ငွေပိုင်လိုင်းစီမံကိန်းပါဝင်၎င်းတို့ရဲ့အကျိုးစီးပွားတွေကိုထိခိုက်မှုမရှိစေဖို့ကိုလည်းအမြဲဖိအားပေးလေရှိရလို့၎င်းကဆက်ပြောပါရယ်တရုတ်နိုင်ငံရဲ့ချင်းကပ်မှုတွေကတော့တရုတ်နယ်စပ်မှာတိုက်ပွဲမဖော်ဆောင်ရဘူးပြီးတော့သူရဲ့ gas pipeline တစ်လျှောက်မှာတိုက်ပွဲမဖြစ်ရဘူးဒါတင်မကဘူးသူရဲ့အကျိုးစီးပွားတွေစက်ရုံတွေရှိတဲ့နေရာမှာတိုက်ပွဲမလုပ်ရဘူးဆိုတာဒေါက်ချောင်းနှစ်ဆယ်နဲ့ရှိပြီးလူကိုယ်တိုင်တွေလည်းပြောတယ် message လည်းလမ်းပို့တယ်ဒေါက်ချောင်းပြောနေကြတာလို့ပုံမှုကြီးတာပန်လာကပြောပါရယ်စစ်ကောင်စီနဲ့ဆွေးနွေးရခြင်းဖြစ်တော့လေ ဓိကဖီအာမှာတရုတ်နိုင်ငံမှာဖြစ်ပြီးလက်တလောတွေးဆဆွေးနွေးမှာလည်းတရုတ်နိုင်ငံကအဓိကခန်းကဏ္ဍမှာပါဝင်နေရလို့ TNL ရဲ့ပြောဆိုချက်အရသိရပါတယ်။စစ်ကောင်စီနဲ့ TNL ရဲ့တွေးဆဆွေးနွေးမှုကအခုနှစ်ဖေဖော်ဝါရီလမှာစတင်တော့လဲဒီကနေ့ထိသဘောတူညီမှုမရသေးဘူးလို့သတင်းမှဖော်ပြထားပါတယ်ရှင်။